မှုတီလနောက်မှာရောက်ရဆိုတာတစ်ကြုတ်စောင့်တဲ့တီလမျိုးလို့ခေါ်တယ်။တစ်ကြုတ်ဆိုတဲ့အကောင်ကသူနာမှာသူဖန်းစားရမယ့်အကောင်တကောင်မှမရှိဘူး။ဘာကောင်မှမလာဘူး။တမင်တွေတရားတွေမလာတော့သူကစဉ်းစားတယ်။ငါစားလဲစားတယ်။တကောင်မှလည်းမလာဘူး။ဖန်းစရာမရှိဘူး။အဲ့တော့အစာငတ်မဲ့တူတူမထူးဘူး။ဥပုသ်ဆောင်လိုက်အောင်ပါ။ ဒီကောင်တကယ်ဥပုသ်ဆောင်တာလားလို့ဆိုပြီးတော့တရားမင်းကတမင်ရောင်ဆောင်ပြီးသူနာဖြတ်ပြေးတဲ့အခါကျမျိုးလုံးပြုတ်သွားပြီအင်းတီလခဏခြားထောင်အဲ့ဒါလို့သူကထပြီးတော့လိုက်လိုက်တဲ့အခါကျတော့မျက်စိရောက်တော့ပျောက်သွားပြန်ပျောက်သွားတော့ကဲမရမယ်တူတူငါတီလမကြိုသေးပါဘူးဆိုပြီးပြန်ဆောင်နောက်တစ်ခါလာထလိုက်လိုက်ပြန်အဲ့ဒါကိုတစ်ကျုပ်တီလလို့ခေါ်တယ်အချိန်နေရဆောင် ငါဝတိလာသမားကလည်းပဲအလစ်တုပ်ခွရာအတွက်မတွေ့သေးလို့ရှိရင်အာရဏဒါနဝေရမဏိဆိုပြီးတော့နေလိုက်တာပဲလေ။ရာဇရာအထုတ်ကြီးကြီးတွေ့ပြီဆိုရင်တော့အာရဏဒါနနောက်မှပဲစောင့်တည်တော့မယ်ဆိုပြီးတော့ရှားတော့ယူမဆိုတဲ့အတွေ့အဲဒါဟာတိလာကိုတမိုးမထားတာလို့ခေါ်တယ်။နော်။သတ္တဝါပုဂ္ဂိုလ်ကြတော့အဲ့လိုမဟုတ်ဘူး။ပစ္စည်းဥစ္စာမပြောနဲ့ကိုယ်အသက်တောင်မှပဲအစွန်း စွန့်ပြီးတော့၅ပါးသီလကိုထိမ့်တယ်လို့ဒီလိုဆိုတာ